ရက်နေ့ညနေ၄နာရီညနေခင်းသတင်းတွေကိုစတင်ပြီးထားရထွန်းလင်းတင်ဆက်ပေးတော့တော့မှာပါဒီနေ့ညနေခင်းသတင်းတွေမှာတော့ဘန်တွေကကြက်ငွေနဲ့ထားရှိရမယ်အ ਨੇ ဆုံးသီးသက်ငွေလိုအပ်ချက်ထက်ကျုံလွန်တဲ့ပြင်းမြပိုးရှံသီးသက်ငွေပေါ်မှာပေးတဲ့အတူတုံးကို600ခန်းလုံးကိုတုံးမြင့်သတ်မှတ်ခဲ့တဲ့တဲ့င်ဖျားမင်းပူဇော်ထားရကနေဖျားစင်အောက်မှာရှိတဲ့ဖော်ပြားတွေပေါ်ကိုဖျောင်းနိုင်ပြုတ်ကြပြီးမီးလောင်ကျမှု မန္တလေးမြို့မှာဖြစ်ပွားခဲ့တဲ့တဲ့ငွေကြေးအခက်အခဲကြောင့်အ धिक ထုံးလင်းမှု လုပ်ငန်းအစီအစဉ်အများစုကိုရန်နာရော်မယ်လို့ RFA ကြေညာခဲ့တဲ့တဲ့နဲ့ဒီဘလခွဲစိတ်ကုသမှု ခံယူမယ်လို့ရောမအသင်းအတည်ပြုခဲ့တဲ့တဲ့အဆရှိတဲ့တဲ့နဲ့ကိုတင်ဆက်ပေးပါပါ။ဦးဆောင်သတင်းတစ်ပုဒ်အနေနဲ့ဗန်တွေကစံငွေနဲ့ထားရှိရမယ်အ ਨੇ စုံတီးတဲ့ငွေလိုအပ်ချက်ထက်ကျော်လွန်တဲ့ပြည်မြပိုရှန်တီးတဲ့ငွေပေါ်မှာပေးတဲ့အတူနှုံကို600ခန်းနှုံကိုတိုးမြှင့်သတ်မှတ်ခဲ့တဲ့တဲ့ကိုတင်ဆက်ပေးပါပါ။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာဘဏ်တွေကမြန်မာကျပ်ငွေ CAB နဲ့ထားရှိရမယ့်အ ਨੇ စုံသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်တဲ့ပြမျှပိုရှန်သီးသန့်ငွေအပေါ်မှာပေးတဲ့အတိုးနှုန်းကို3.8ရာခိုင်နှုန်းကနေ6ရာခိုင်နှုန်းကိုတိုးမြှင့်သတ်မှတ်လိုက်တယ်လို့မလ21ရက်မှာမြန်မာနိုင်ငံတော်ဗဟိုဘဏ်ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံတော်ဘောဟောဘန်ဟာဘန်တွေရဲ့ငွေကြေးလွယ်ကူမှုကိုပုံမအထောက်အကူပြုစေဖို့နဲ့ဘန်တွေအတူဝင်ငွေပုံမရရှိစေဖို့ဘန်တွေကမြန်မာကျပ်ငွေ CAB နဲ့ထားရှိရမယ့်အနည်းဆုံးသေးတဲ့ငွေလိုအပ်ချက်ထက်ကျွန်လွန်တဲ့ပြည်မြောက်ပူရှန်သေးတဲ့ငွေအပေါ်ပေးတဲ့အတူနှုန်းကို3.800ခန်းနှုန်းကိုတိုးမြင့်သတ်မှတ်တာကိုရည်ညွှန်းချက်ပါညွှန်ကြားချက်အမှတ်၄မြင်းဆောင်2024နဲ့ထုတ်ပြန်ခဲ့ပြီးဖြစ်တယ်လို့သိရပါဗျ။မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာအတန်အသင့်မြန်မာလေးရဲ့ရှိတဲ့ဗဟိုဘဏ်ပြင်ပမှာရှိတဲ့လက်လက်သုံးစွဲငွေကို သွေးဝိုက်တဲ့နေလနဲ့ရှော့ချနိုင်စေဖို့အတုံးနှုံးတည်ဆောက်မှုပုံစံမှန်ကန်မှုကိုအထောက်အကူဖြစ်စေဖို့နဲ့ဘန်တွေအတုံးဝင်ဝင်ပုံမရရှိခြင်းဖြင့်ဘန်လုံငန်းကဏ္ဍတည်ငြိမ်မှုကိုအထောက်အကူဖြစ်စေဖို့ရည်ရွယ်ပြီးဘန်တွေကမြန်မာကျပ်ငွေစီးပြီးနဲ့ထားရှိရမယ့်အနည်းဆုံးသီးသန့်ငွေလိုအပ်ချက်ထက်ကျော်လွန်တဲ့ပြည်မြပုံရှံသီးသန့်ငွေအပေါ်ပေးတဲ့အတုံးနှုံးကို2025ခုနှစ်ဖေဖော်ဝါရီ28ရက်မှာကျင်းပခဲ့တဲ့ငွေကြေးမူဝါဒကော်မတီအစည်းအဝေးတင်ပြဆောင်2025ဆုံးဖြတ်ချက်အရပြင်ဆင်သတ်မှတ်လိုက်တာဖြစ်တယ်လို့သိရပါဗျ။ အဆိုပါပြင်းမြပိုရှန်သီးတန့်ငွေအပေါ်အတိုးပေးရမှာပြင်းမြပိုရှန်သီးတန့်ငွေပမာဏအနည်းဆုံး7.8ဘီလီယံနဲ့အထက်ရှိတဲ့ဘန်တွေကိုသာအတိုးပေးမှာဖြစ်ပြီးအများဆုံးပိုရှန်သီးတန့်ငွေပမာဏငွေကျပ်90ဘီလီယံအထိသာခွင့်ပြုမှာဖြစ်ပြီးပြင်းမြပိုရှန်သီးတန့်ငွေအပေါ်ပေးမဲ့အတိုးနှုန်းကို600ခိုင်နှုန်းကိုတိုးမြင့်သတ်မှတ်တာဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာအတိုးပေးမဲ့အနည်းဆုံးနဲ့အများဆုံးပိုရှန်သီးသန့်ငွေပမာဏဘောင်သတ်မှတ်ချက်နဲ့ ပြင်းပြပိုရှံတီးတန့်ငွေအပေါ်ပေးမဲ့အတွုံုံကိုအခအားလျော်စွာသုံးသပ်ပြီးဈေးွက်လိုအပ်ချက်နဲ့ကန့်ညီစေဖို့ပြောင်းလဲပြင်ဆင်တာတိုးချင်းလျှော့ချင်းပြုလုပ်ဆောင်ရွက်သွားမှာဖြစ်တယ်လို့သိရပါတယ်။အတွုံငွေကိုတွက်ချက်ရမှအနည်းဆုံးတီးတန့်ငွေလိုအပ်ချက်ထိမ့်သိမ့်မှုကာလအလိုက်နောက်ဆုံးနေ့မှာရှိတဲ့ပြင်းပြပိုရှံတီးတန့်ငွေအပေါ်မှာတွက်ချက်မှာဖြစ်ပြီးထိမ့်သိမ့်မှုကာလနောက်ဆုံးနေ့ရက်ရက် T+2 နဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှရှိတဲ့သက်ဆိုင်ရာဘဏ်ရဲ့စည်ရင်းကိုအလိုလျောက်ထည့်သွင်းပေးမှာဖြစ်တယ်လို့သိရပါဗျ။ပြည်မြောက်ပိုရှန်တည်ထောင်ငွေအပေါ်အတိုးပေးတာကို2025ခုနှစ်မလ26ရက်ကနေဧပြီ22ရက်အထိထိန်းသိမ်းမှုကာလကနေစတင်ကျင့်သုံးသွားမှာဖြစ်ပြီးပြည်မြောက်ပိုရှန်တည်ထောင်ငွေအပေါ်မှာအတိုးပေးတာကိုမြန်မာကျပ်ငွေနဲ့လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေခွင့်ပြုထားတဲ့နိုင်ငံပိုင်ဘဏ်တွေပုဂ္ဂလိကဘဏ်တွေနဲ့နိုင်ငံခြားဘဏ်လက်အောက်ခံဘဏ်တွေကိုတပြေးညီဆောင်ရွက်မယ်လို့သိရပါဗျ။ဆက်လက်ပြီး ဖျားမင်းပူဇော်ထားရကနေဖျားစင်အောက်မှာရှိတဲ့ဖော်ပြားတွေပေါ်ကိုဖျောင်းနိုင်ပြုတ်ကြပြီးမီးလောင်ကျွမ်းဖို့မန္တလေးမြို့မှာဖြစ်ပွားခဲ့တာကိုတင်ဆက်ပေးပါမယ်။ဖျားမင်းပူဇော်ထားရကနေဖျားစင်အောက်မှာရှိတဲ့ဖော်ပြားတွေပေါ်ကိုဖျောင်းနိုင်ပြုတ်ကြပြီးမီးလောင်ကျွမ်းဖို့မန္တလေးမြို့မှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ မန္တလေးမြို့ချမ်းရည်တာဆန်မြို့နဲ့28လမ်း62လမ်းနဲ့63လမ်းကြားမှာရှိတဲ့15ဘေဘေ30အာစီ3တက်အဆောက်အဦးအာကစားပစ္စည်းဆိုင်ဖွင့်လှစ်ထားတဲ့ဆိုင်ရဲ့တတိယတက်မှာဖျားစင်မှာဖျောင်းနိုင်တဲ့ဖျောင်းမီးပူဇော်ထားရကနေအောက်မှာရှိတဲ့ဖော်ပြားတွေပေါ်ကဖျောင်းနိုင်ပြုတ်ကြပြီးမီးလောင်ကျွမ်းမှုမလ21ရက်ည8:48မိနစ်ခန့်ကဖြစ်ပွားခဲ့တယ်လို့မြန်မာနိုင်ငံမိသက်ဌာနကနေတင်ပြရှင်ပါတယ်။မီးလောင်မှုကြောင့်အဆောက်အဦးတတိယထက်မျက်နှာကျက်တွေနဲ့အလူမီနီယံမှန်တကားတွေ ကြမ်းကင်းဖော်ပြတွေအားကစားပစ္စည်းတွေဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။မိလောက်မှုဖြစ်ပွားရာကောချဲတာဇံမြို့နယ်ကမိငိမ့်တရင်၂စီပတ်ကုံးဝင်းကျင်အယံမီသက်စခန်းကမိငိမ့်တရင်၃စီကံကောက်အယံမီသက်စခန်းကမိငိမ့်တရင်၃စီပြည်ကြီးမြတ်မှန်အယံမီသက်စခန်းကမိငိမ့်တရင်၃စီစေတရမဟီအယံမီသက်စခန်းကမိငိမ့်တရင်၃စီမောရခေဝအယံမီသက်စခန်းက၃စီစုစုပေါင်းမိငိမ့်တရင်၇စီ ချိန်တာဇံမြို့နယ်မိသက်စခန်းကရေသိရင်တစီပြည်ကြီးမြက်ရှင်အယံမိသက်စခန်းကရေသိရင်တစီအောင်နန်းရိတ်တာအရှိအယံမိသက်စခန်းကရေသိရင်တစီစုစုပေါင်းရေသိရင်30စီအုတ်ချုံမှုရင်30စီတို့နဲ့တန်တီ30အိုအယံမိသက်တပ်ဖွဲ့ဝင်40အိုစုစုပေါင်း80အိုနယ်မြေကန်ရေအုပ်စုနဲ့တွားရောက်ငိမ့်သက်ခေရာည9:12မိနစ်မှာမိထိန်နိုင်ခဲ့ပြီးည9:14မိနစ်မှာမိငိမ့်ခဲ့တယ်လို့သိရပါဗျ။ဆက်လက်ပြီး ငွေကြေးအခက်အခဲကြောင့်အ धिक ထုံးလင်းမှုလုပ်ငန်းအစီအစဉ်အများစုကိုရန်နာရော်မယ်လို့ RFA ကြေညာခဲ့တဲ့နိုင်ငံတကာသတင်းကိုတင်ဆက်ပေးပါမယ်။ငွေကြေးအခက်အခဲကြောင့်အ धिक ထုံးလင်းမှုလုပ်ငန်းအစီအစဉ်အများစုကိုရန်နာရော်မယ်လို့ RFA ကကြေညာပါတယ်။မြန်မာပြည်သူတွေအကြမ်းမှာ RFA ဆိုတဲ့နာမည်တစ်ခုကို ယုံကြည်မှုခိုင်ခိုင်မာမာရအောင်စတင်တည်ထောင်ခြင်းကဆလာ့ခေဆက်ဆက်တိဆောက်ပေးခဲ့ကြတဲ့ RFA သတင်းတောက်တွေဝိုင်းတော်သူဝိုင်းတော်သားတွေတာဝန်ကျေပွန်ခဲ့ကြပါတယ်။ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ RFA ရဲ့ဆက်လက်ရည်တည်နိုင်မှုငွေကြေးအခက်အခဲကြောင့်အ धिक ထုံးလင်းမှုလုပ်ငန်းအစီအစဉ်တော်တော်များများကိုစတင်ရန်နာထားရပါတော့မယ်လို့ RFA ကလူမှုကွန်ရက်စာမျက်နှာကနေတဆင့်ကြေညာခဲ့ပါတယ်။ အခုအခက်အခဲဟာယာယီတာဖြစ်မယ်လို့ယုံကြည်ကြောင်းအချိန်တိုအတွင်းသတင်းတွေကိုပြန်လည်တင်ဆက်နိုင်မယ်လို့ယုံကြည်ကြောင်း RFA ကဆိုပါတယ်။ American ပြည်ထောင်စုကမ္ဘာသတင်းမီဒီယာအေဂျင်စီ USAGM ရဲ့ထောက်ပံ့မှုနဲ့ VOA နဲ့ RFA သတင်းဌာနတွေကိုလှည့်ပတ်နေရဒီလိုလှည့်ပတ်မှုအပေါ် American သမ္မတ Donald Trump ကမလ15ရက်မှာတားဆီးတဲ့အမိန့်ကိုထုတ်ပြန်ခဲ့ပါတယ်။ Donald Trump ရဲ့သမ္မတအမိန့်ပြန်တမ်းမှာ USAGM အပါအဝင်ပြရိုက်တွေအိုမဲအီးမေးလ်တွေကိုအကွက်ညီပေးရင် တိုင်းဒေသလူနည်းစုပိုင်းစေဝါရေးလုပ်ငန်းများဖွံ့ဖြိုးရေးအဆရှိတဲ့အဖွဲ့အစည်း6ခုကိုဥပဒေအရခွင့်ပြုနိုင်တဲ့အမြင့်ဆုံးအတိုင်းအတာအထိလုပ်ငန်းတွေရည်စဲဖို့ညွှန်ကြားထားပါတယ်။ RFA ဥက္ကဋ္ဌထံကိုမလ15ရက်စနေနေ့မနက်ပိုင်းကရောက်လာတဲ့အကြောင်းကြားစာမှာ RFA သတင်းဌာနကအမေရိကန်အစိုးရကထောက်ပံ့နေတဲ့ငွေကြေးတွေကိုရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း RFA အနေနဲ့လက်ကျန်ငွေတွေကိုအချိန်မဆိုင်မဲ့အစိုးရကိုပြန်လည်ပေးအပ်ရမှာဖြစ်ကြောင်း USAGM ရဲ့အထူးအကြံပေးအရာရှိ Gary Lake ကလက်ရှိ USADM ယာယီအကြီးအကဲရဲ့အထူးအကြံပေးနဲ့ယာယီအကြီးအကဲရဲ့လုံပိုင်ခွင့်အာဏာလွှဲပြောင်းရယူထားသူအဖြစ်လက်မှတ်ရေးထိုးတောင်းဆိုထားပါတယ်။အခုရန်ဆိုင်တဲ့အမင်းကိုရက်သုံးဆွဲအတွင်းအယူခံတင်နိုင်တယ်လို့လည်းဖော်ပြထားပါတယ်လို့အဆိုပါဖြစ်ရတဲ့ပတ်သက်ပြီး RFA ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ အလားတူ VOE သတင်းဌာနကလည်းရက်ဆိုင်ခံရနိုင်တဲ့အခြေအနေတွေကြုံတွေ့နေရပြီးမလ15ရက်ညပိုင်းမှာထုတ်လင်းမဲ့မြန်မာပိုင်း live အစီအစဉ်ကိုခေတ္တရန်နာခဲ့ပြီးမကြာမီကာလမှာပြန်လည်ထုတ်လင်းမယ်လို့အဆိုပါသတင်းဌာနမြန်မာပိုင်းအစီအစဉ်ကထုတ်ပြန်ပါတယ်အဆိုပါသတင်းဌာနနှဟုဟာ မေရိကန်ဗဟိုအစိုးရရဲ့အပြေးဝထောက်ပံ့မှုနဲ့လက်ပတ်နေတာဖြစ်ပြီးကမ္ဘာနိုင်ငံအသီးသီးကိုဘာသာစကားပေါင်းများစွာနဲ့ထုတ်လင်းလျက်ရှိပါတယ်။ RFA သတင်းဌာနဟာ1996ခုနှစ်မှာမန်ဒရင်းဘာသာနဲ့စတင်ထုတ်လင်းခဲ့ပြီးနောက်ပိုင်းမှာဘာသာစကား၉မျိုးနဲ့ထုတ်လင်းခဲ့ကနောက်ပိုင်းမှာတိဘက်၊ကိုရီးယား၊ခမာ၊ဖီယက်နမ်၊မြန်မာနဲ့လာအိုဘာသာတွေနဲ့လည်းထုတ်လင်းလျက်ရှိပါတယ်။လက်တလုံးမှာအဆိုပါသတင်းဌာနနှစ်ခုရဲ့မြန်မာဘာသာလူမှုကွန်ရက် Facebook မှာသတင်းတွေဆက်လက်ထုတ်ဝေလျက်ရှိတာကိုတွေ့ရပါတယ်။ နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့အင်္ဂါသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးမှာပါ။ဒီပါလာခွဲစိတ်ကုသမှုခံယူမယ်လို့ရိုမအသင်းအတည်ပြုခဲ့တာကိုတင်ဆက်ပေးပါမယ်။ရိုမအသင်းကအာဂျင်တီးနားတိုက်စင်မှုဒီပါလာရဲ့တကောက်ကျော်တန်ရာကို လာမယ့်ရက်ပိုင်းအတွင်းခွဲစိတ်ကုသမှုခံယူမယ်လို့အတည်ပြုကြေညာခဲ့ပါတယ်။ဒီဘာလဟာဘဲဘဲခြေထောက်မှာတကောက်ကျော်တရားရရှိနေတဲ့အတွက်အခုနိုင်ငံတကာရေတရက်ဘက်အတွင်ခွဲစိတ်ကူတောက်မှုခံယူဖို့စီစဉ်တာဖြစ်တယ်လို့သိရပါဗျ။ဒီဘာလက ကျွန်တော်မကြခင်မှာပုံပြီးတန်မာတဲ့ပုံစံနဲ့ပြန်လာမယ်လို့ခရီးပေးပါရယ်ကျွန်တော်တို့ကွင်းထဲမှာပြန်တွေ့ကြမယ်လို့ပြောကြခဲ့ပါရယ်အသက်32နှစ်အရွယ်ရှိတဲ့ဒီဘာလာဟာအခုရာသီမှာရိုမအသင်းအတွက်ပြိုင်ပွဲစုံ36ပွဲမှာ8ဂိုးသွင်းပြီးဂိုးဖန်တီးမှု၄ချိန်ပြုတ်လုထားပါရယ်အသင်းအတွက်ခြေစွမ်းပြနေတဲ့ဒီဘာလာအနားယူရတာဟာရိုမအသင်းအတွက်ထိုးနှက်ချက်ဖြစ်တယ်လို့အီတလီမီဒီယာတွေကဖော်ပြနေကြပါရယ် မလ22ရက်နေ့ညနေ4:00နာရီညနေခင်းသတင်းတွေကိုတိုင်းရဲထွန်းလေးတင်ဆက်ပေးသွားခဲ့တာပါည7:00နာရီမှာလည်းညပိုင်းသတင်းတွေကိုထပ်မံပြီးတော့တင်ဆက်ပေးပါမယ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတူပဲတင်ရှိပါရစေရှင်